အလုံးမမင်လာပါအန်တဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်ပါကျွန်တော်လည်းပဦးသိရဆိုလို့ရှိရင် Premier League ပွဲစဉ်၈နေနဲ့ Man United အသင်းတို့ကျွန်တော်တို့အင်ဂွေအန်ဖီမှာလက်ထံချိန်ပိုင်းတစားတရလည်းဖြစ်ပါတယ်အဲဒီပွဲစဉ်မှာဆိုလို့ရှိရင်ပွဲပြီးရလက်တာ2-1ဆိုရရလက်နဲ့ Man United အသင်းကိုရှုံးနိုင်ခဲ့ရတော့ကျွန်တော်မြင်တွေ့ခဲ့ရတယ်အဲဒီနေ့ပွဲစဉ်တကယ်မတစားတင်တာကိုပဲ Liverpool အသင်းနဲ့ဒါ Man United ဆိုလို့ရှိရင်ဒါ England Derby ပြန်ဆိုင်မှုတကယ်ပြင်းထန်တဲ့ပွဲစဉ်တွေလို့ကျွန်တော်တို့အရှိ ရှိပွဲစဉ်တွေမှာကျွန်တော်မြင်တွေ့ခဲ့ရပြီမယ်ဒီနေ့ပွဲစဉ်မတိုင်ခင်မှာတော့အဲအဲ့ဒီ vibe တွေကနှစ်သင်းစလုံးမှာပျောက်ဆုံးခဲ့တဲ့အနေအထားကိုမြင်တွေ့ခဲ့ရတယ်။ Man United အသင်းဆိုလို့ရှိရင်လည်းဒါအနည်းပြအမော်ရင်းရဲ့အောက်မှာပြန်လဲတိဆောက်နေစေတဲ့အသင်းတစ်ခု Liverpool အသင်းကလည်းအဲတကယ့်တစားသမားတို့ရဲ့ပင်တိုင်းတစားသမားကျွန်တော်တို့ရဲ့ပင်တိုင်းတစားသမားတွေကိုဆုံရှုံခဲ့ရပြီးတော့ဒီအသင်းမှာပြန်ပြီးတော့အာတစားသမားအသက်တွေပေါ့နော်တစားသမားအသက်တွေကတကယ့် quality ရှိတဲ့တစားသမားတွေပါဒါပေမဲ့ဒီတစားသမားအသက်တွေကို system နဲ့ဒီ ဘေးတင်ဘေးတင်ဖြစ်အောင်လို့ကျွန်တော်တို့ပြန်ပြီးတော့တိဆောက်နေရတဲ့အနေအထားတစ်ခုပေါ့နော်ဒီအနေအထားတစ်ခုကြောင့်မို့လို့ပဲအရှိမဆိုလို့ရှင်လေဘဘူးသိနေတဲ့တရားသေးလုံးမှာခြေစွမ်းတောက်လျှောက်မကောင်းတဲ့အနေအထားတွေရှိတယ်အဲပြစ်တာနောက်ဆုံး၃ပွဲဆက်တိုင်းရှုံးပြီးဒီနေ့ပွဲစဉ်က၄ပွဲဆက်တိုင်းမြောက်ရှုံးနေတဲ့အပွဲစဉ်တစ်ပွဲလည်းဖြစ်လာတယ်ပေါ့နော်အဲ့အတွက်ဒီ cycle ကြီးကကျွန်တော်တို့ဘယ်တော့ပြီးဆုံးမှာလဲဆိုတဲ့ဟာတော့တကယ်စိတ်ဝင်စားဖို့ကောင်းတယ်အဲဘာလို့လဲဆိုလို့ရှင်လေဘဘူးသိနေတဲ့လိုအပ်နေရတာအဲ့ဒီအကောင်းဆုံး live app ကပါလဲအကောင်းဆုံးစနစ်ကပါလဲဆိုတဲ့ဟာကျွန်တော်တို့အဓိကအာအတိတ်ပဲပေါ်ပြီးတော့ဒါပေါ်ဆောင်သွားဖို့လိုအပ်တယ်လို့မြင်နေပါတော့ဒါမရသေးသေးတော့ဒီ site တွေကကျွန်တော်တို့ပြီးပြောက်အောင်မဟုတ်သေးဘူးအာပြဿနာတစ်ခုကပါလဲဆိုလို့ရှိရင် Liverpool team က Jurgen Klopp လာအောက်ကနေစပြီးတော့တစ်ချောင်းလုံးဒါ system run နဲ့တစ်ခုပေါ်မှာတည်ပြီးတော့သွားတဲ့အသင်းပေါ့နော်တဦး ground တစ်ယောက် ground ထက်စားလို့ရှိရင်အသင်းလိုက်အတော်လုံးကဒီဘယ်လိုပြောမလဲ individual performance လေးပါတယ်ဒါပေမဲ့အသင်းလိုက် အဲအကောင်လုံးကကိုတာဝန်ကိုကိုကိုကြေပြီးတော့ဗောနော်ဟိုတင်းတစ်ခုနေနဲ့တစားမှသာလေအလုပ်ဖြစ်တဲ့အသိတသိဗောနော်ဟိုစပြီးပြောမယ်ဆိုလို့ရှိရင်ဂျီဂျမ်အဲဂျာဒင်ထလော့ပြရဲ့ဒီအစောပိုင်းနှစ်တွေတုန်းကဒါအဝင်းစိုက်ဘက်တွေကကျွန်တော်တို့တက်တယ်ပြီးသားလို့ရှိရင်ဒီမစ်ဖီးတွေကစိုက်ဘက်တွေကိုကာဗာပေးတယ်အဲ့လိုပုံစံနေနဲ့တကယ်ပါဝါဟောက်စ်နေတစားတဲ့အနေထားကလည်းကျွန်တော်တို့နောက်ပိုင်းတီယာတိုတို့ဝင်လာတဲ့အနေထားမှာလည်းဘလို့ပဲပြောင်းပြောင်းဒီအသင်းလိုက်ပုံစံရတော့သူတစားသမားတက်ရောက်ချင်းစီမှာသူတို့တာဝန်ယူရမယ့်အပိုင်းတွေကိုကြည့်ကြည့် JP ပြောင်းတာဝန်ယူနိုင်တဲ့အနေအထားတွေမှာပဲလီဗာပူးသင်းရဲ့အကောင်းဆုံးခြေစွမ်းနဲ့ရလဒ်တွေတော့ကျွန်တော်တို့ရခဲ့တာကိုတော့အော်တည်တတာထင်ရှားရှားမြင်တွေ့ထရတယ်ပေါ့နော်လက်ရှိအနေအထားမှာဖြစ်နေတာကလည်းအဲ့ဒီအနေအထားပဲပေါ့နော်။အော်ဘာဖြစ်နေလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ site back နှစ်ယောက်ပေါ့နော်ဟိုအရင်ကျွန်တော်တို့ရဲ့ legendary side bet တွေလို့ပြောလို့ရတယ်အာနိုးနဲ့ရောဘတ်ဆန်နှစ်ယောက်ဆိုလို့တယောက်ကထွက်သွားတယ်တယောက်ကခြေစွမ်းကျသွားတယ်နေထိုင်မှာဆိုလို့ရှိရင်အသက်ဝင်လာတဲ့တစားသမားတွေ Frimbaum အာ Bradley ဒါမှမဟုတ်လို့ရှိရင်ဒီဘက်ချန်လာ Carter's ပေါ့နော်အဒီတစားသမား၃ယောက်စလုံးလားဆိုလို့ရှိရင်လက်ရှိအနေထားအရအသင်းမှာတော်တော်လေးအဝင်ဖို့အတွက်ယုံခံနေရတဲ့အနေထားယုံခံနေရတဲ့အနေထားမှာရှိတယ်အဲ Bradley ဆိုလို့ရှိရင်အရင်ရာသီရေတဲ့လာ Liverpool အသင်းနဲ့ဒါသူပူးပေါင်းတွဲတဲ့အနေထားမှာရှိတယ်အာ ော်တော်လေးလည်းယုံကြည်အားထုတ်ရမယ်လို့ထင်ရတဲ့ခြေစွမ်းနေလို့သူ့အနေနဲ့ပြသနိုင်တယ်ပေါ့နော်ဒါပေမဲ့တကယ်အခွင့်အရေးရနေတဲ့အနေအထားမှာတော့ကျွန်တော်ရှေ့မှာအထက်ထောက်ထောက်ထောက်ပြောရဲသလိုပဲအမ်ယုံခံနေရတဲ့အနေအထားတွေအခုချိန်အထိလည်းအသင်းနဲ့အဝင်ဂရင်းချမဖြစ်သေးတဲ့အနေအထားတွေမှာရှိတယ်ဒါပေမဲ့လည်းသူ့ထပ်ပို့ပြီးတော့ frame bound တော့ပို့ဆိုးနေရတဲ့အတွက်သူကလက်ရှိအနေအထားရတော့ဒါ Liverpool အသင်းမှာအာဘယ်လိုပြောမလဲ first line ရဲ့အနေအရာရနေပါတော့ဘယ်တော့မှနေရာမှာကတော့ data transport data transport တော့ရနေတယ်ပုံမှန်တိုင်းပဲဒါက သူ့အနေနဲ့ water trainer တော့ရနေမှာဘာလို့လဲဆိုလို့ရှိရင် crash ရှင်ရဲ့ဒီ robertson က trackless နဲ့ရှင်လို့ရှိရင်တပွဲလုံးပွဲတစားနေတဲ့အနေထားတွေမှာအာဘယ်လိုပြောမလဲ trackless ဆက်ပို့ပြီးတော့ထိရောက်တဲ့ပုံစံရှိပြီမဲ့တကယ် designing moment တွေမှာကြာလို့ရှင် robertson ကအမားတွေအများကြီးလှုပ်လှုပ်တတ်တဲ့အနေထားမှာပြသလို့ရှင်ဒါတော့အသက်အရွယ်အကြောင်းမို့လဲပါသူ worry ကြသွားတဲ့အနေထားမှာအမားတွေပို့ပြီးတော့လှုပ်လေလှုပ်ထရှိတဲ့အနေထားမှာ ရှိတယ်ပေါ့နော်အဲ့တော့ဆိုလို့ရှိရင်ဒီ cyber နှစ်ဖက်ကကျွန်တော်အလုံးမဖြစ်တဲ့အချိန်မှာဆိုလို့ရှိရင်သူကဘာကိုသွားပြီးအကျိုးသက်ရောက်လဲရှိရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အရှိတဒါတောင်ပန်တွေကိုလည်းသွားပြီးအများကြီးအကျိုးသက်ရောက်မှရှိတယ်ဆာလာဆိုလို့ရှိရင်သူ့အတွက်လိုအပ်တဲ့ supporting တွေပြီးသားလို့ရှိရင်ဘောလုံးတွေကမရတော့တဲ့အနေအထားမှာပြီးသားလို့ရှိရင်ဘက်ဘက်က trouble ဆိုလို့ရှိရင်လည်းဒါလှုပ်ရပြူရမလွယ်တော့တဲ့အနေအထားတွေမှာကျွန်တော်တို့မြင်တွေ့ကြရတယ်ပေါ့နော်အဲ့အဲ့တဆိုလို့ရှိရင်သူတို့တို့ပြန်ပြီးတော့ party ပေးဖို့အတွက်ဒါက မနစ်ကအထိုင်ချထားတဲ့ဒါ drill လေတစားသမား၃ရောင်ဖြစ်တဲ့ metalista drummer bass နဲ့ so boss line ၃ရောင်စလုံးဆိုလို့ရှိရင်လည်းဒီနှစ်ရာသီမှာတော်တော်လေးယုံခံနေရတဲ့အနေအထားမှာရှိရလို့ကျွန်တော်တို့အားလုံးမြင်တယ် metalista နဲ့ sorry metalista လားဖြစ်တယ် drummer bass နဲ့ so boss line ကကျွန်တော်တို့ဒီနှစ်ယောက်ရဲ့ခြေစံကထင်သလောက်မဆိုးရွား သေးပေမဲ့ materialist data ကတော့ပြောရမယ်ဆိုလို့ရှင်ဒီရသည်မှာသူ့အနေနဲ့တော်တော်လေးယုံတန်နေရတဲ့အနေအထားမှာရှိတယ်ပေါ့နော်ဒါကလည်းအဲတွင်းလင်းတစားသမား၃ယောက်ကဒီအရင်ရသည်တွေထပ်ပို့ပြီးတော့သူတို့ထမ်းရတဲ့တာဝန်ကပို့ပြီးတော့များလာတဲ့အနေအထားကြောင့်မလို့ world load ကအရန်ပြီနေတဲ့အနေအထားတော့သူတို့အနေနဲ့ဒါ cancel ဘိုင်းမှာလည်းပြန်ပြီးဖြည့်ပေးရတယ်ဒီ beta ဘိုင်းမှာဆိုလို့ရှင် robot ဆိုလို့ရှင် deep line ဒီပြန်ဆင်းပြီးတော့ဖြည့်ပေးနေရတယ်တွင်းလင်းမှာ၂ယောက်ပဲကြံနေတယ် အဲတယောက်ပဲကြံတဲ့အနေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ cyber နှစ်ယောက်ကအဲ့ဒီကြံတဲ့နေရာနဲ့ဒီ attack line လာပါ line မှာတော့ထိထိရရပို့ပြီးတော့ဖြည့်ပေးရမယ်အနေထားမှာသူတို့ကလည်းတိုက်ဆက်ပိုင်းမှာလည်းမဖြည့်ပေးနိုင်တဲ့အတွက်ဒါ coin နဲ့တစားသမားကအရှိတော့အနောက်တော့ပို့ပြီးတော့ရုံးကန်နေရတဲ့အနေထားဖြစ်တဲ့အတွက်ဒါ လက်ရှိအနေအထားရတော့ structurally တော်တော်လေး lower ချက်များနေတယ်လို့ကျွန်တော်တို့ကသုံးသပ်လို့ရတယ်ဒီအနေအထားတွေကိုကျွန်တော်တို့ပြင်ဆင်နိုင်မှသာလင်ပြီးသားလို့ရှိရင်သူရဲ့အဲခြားသွားကျင်တဲ့ system တစ်ခုနဲ့အလိုက်ဖက်ဆုံးကစားသမားတွေကိုရွေးချယ်နိုင်မှသာလင်ပေါ့နော် အသင်းအတွက်ဒါအကောင်းဆုံးပုံစံတစ်ခုနဲ့ပြီးသားလို့ရှိရင်ရလက်ပိုင်းတွေကအဲ့နောက်မှာမှဆက်ပြီးတော့ဖြည်းဖြည်းနဲ့ပါလာမယ့်အနေထားလို့ကျွန်တော်တို့ကယုံကြည်တယ်အာ solution ကတော့အမှန်တမ်းပြောမယ်ဆိုလို့ရှိရင်အဲတူတဲသောကျွန်တော်တို့ကဒါဘလုံးကြိုင်နေတဲ့တစားသမားဖြစ်တဲ့ garden zone ကိုပဲကျွန်တော်တို့ဒါကွင်းလယ်မှာပြန်ပြီးတော့ထည့်ပြီးတစားမလားဆိုတဲ့ဟာတော့ကျွန်တော်တို့စိတ်ဝင်စားဖို့တောင်းနေပါတော့ဘာလို့လဲဆိုလို့ရှိရင် garden zone ပါနေတဲ့အချိန်မှာ Liverpool team ကဒါပြန်မဲ့ပြိုင်မဲ့ draw chance ပေးရတာတော့ပြီးသားလို့ရှိရင် Robert က chance ပို့ရတဲ့အနေထားမှာတော့ပို့ပြီးတော့နည်းနည်းလေးအသင်းကပို့ပြီး control ရတဲ့ အနေထားမှာတော့ရှိတယ်။အဲ့အတွက်ဆိုလို့ရှိရင်ဘလိုတွေဆက်သွားမလဲတော့ကြည့်ရမယ်ပေါ့နော်။ Twinlet ဘိုင်းမှာတော့ဒါတယောက်ထဲမှာ Trailer Star တယောက်ထဲ Rule ကျွန်တော်အနေနဲ့အပြစ်ပြောဖို့တော့မများတာဘူးလို့မြင်တယ်ပေါ့နော်။အထူးသဖြင့်ဒါ Twinlet ကရုံးကွက်နေရတယ်ဆိုတဲ့ဟာကတတိယကဒါပြဿနာရဲ့အဲရင်းမြစ်တာတော့ဒါကျွန်တော်တို့ရဲ့ဒီ cyber တွေတာနေလာတယ် cyber တာအလုံးဝဖြစ်တဲ့အချိန်မှာအရှိတာဒီတိုက်စစ်တစားသွားနေလာသူတို့ကိုယ်တိုင်လည်းဒီခြေကြနေရလဲပါသလိုပြီးသွားလို့ရှင်ရင်ဒီအာ သူတို့လိုအပ်နေတဲ့ဒီ supporting တွေတော့မရတဲ့အချိန်မှာလည်းပို့ပြီးတော့ယုံတန်နေရတယ်ဆိုတဲ့အနေအထားကြောင့်မလို့ဒါ Liverpool သင်းကတော့တော်တော်လေးအဲ track ခဲတဲ့ကာလတွေကိုကျွန်တော်တို့ဖြတ်သန်းနေရတယ်လို့ပဲပြောရမယ်။ရှေ့လာမဲ့ဒီတပွဲနှပွဲလောက်ထိလည်းကျွန်တော်တို့ဒီ track ခဲတဲ့ကာလတွေကဆက်ပြီးတော့ကြုံတွေ့နေရအောင်ပါပဲလို့ကျွန်တော်တို့ကတော့ထင်နေပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်ဒီပြဿနာက အာချက်ချင်းဒီနှစ်ပွဲစဉ်မှာမတော်လို့ပြောင်းလိုက်ရုံနဲ့ဒီနောက်တစ်ပွဲနှစ်ပွဲမှာပြန်ပြီးတော့ချက်ချင်းဘယ်လိုပြောမလဲအကောင်းဆုံး system တစ်ခုကိုပြန်ပြီးတော့မိသွားမယ်လို့ကျွန်တော်တို့ကယုံကြည်လို့မရဘူးပေါ့နော်ဘယ်လိုရေးဖြစ်မလဲအဲတချို့တကယ် senior တွေစားသမားတချို့တွေတို့ကဘယ်သူတွေတို့နေပြနေနဲ့ထောက်ထားမှာလဲအဲသူတို့တို့ထောက်ထားလိုက်ရင်ရောကျွန်တော်တို့အဆင်ပြေသွားမှာလားဆိုတဲ့ဟာတော့နည်းနည်းလေးအဲကြီးကြီးမားမားအပြောင်းလဲလေးတွေဒါမှမဟုတ်လို့ရှိရင်တကယ် strategic ကြတဲ့ဒါ twist လေးတွေကျွန်တော်အသင်းရဲ့အတွင်းပိုင်းမှာတော့လုပ်ဖို့လိုအပ်နေပြီလို့ကျွန်တော်တို့တော့ယုံကြည်ရပါတော့။ဒါကဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ဘာမှတော့ပြောစရာမလိုဘူး။ဘာလို့လဲဆိုလို့ရှိရင်ဖြစ်ပြနေတဲ့အရာအလုံးတော့ဆိုလို့ရှိရင်ကျွန်တော်ရှေ့မှာပြောတဲ့သလိုပဲသွားကျင်တဲ့ system တိတိကျကျနဲ့ဒီ system မှာအတောင်းဆုံးအံဝင်မဲ့တစားသမားကိုပဲကျွန်တော်ရွေးချယ်ဖို့လိုတယ်ပေါ့နော်။အခြေတာဟာတွေနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ပိသက်တွေနေနေဆိုလို့ရှိရင်လည်းပြဿနာတစ်ခုကပါလဲဆိုလို့ရှိရင်စိတ်ထဲမှာတွေးနေရပါဘောเนาะလောက perfect 100% perfect ဖြစ်တယ်ဆိုတဲ့အနေထားလို့ကျွန်တော်တို့ကလိုက်ရှာနေတယ်ဘာလို့လဲဆိုလို့ရှိရင်အချိန်မှာကျွန်တော်တို့ရဲ့နေပြ အဟောင်းဖြစ်တယ်ဒါရန်လင်ကလော့ကအသိန်းတော့လုံးဝ100%ဘာဖက်ဖြစ်တယ်ဆိုတဲ့အနေအထားအထိတခုထိအသိန်းလို့ပြသနိုင်တယ်ပေါ့နော်ဒါတော့မှပဲဒါညာချမ်း transfer ပိုင်းတာ lower chest ရှိတာမျိုးတော့အသိန်းရဲ့ transfer ပိုင်းတာဘလိုဘလိုဆိုရဲဟာတွေရှိတယ်တဲ့အဲ့အတွက်ဆိုလို့ရှိရင်လည်းဒီလက်ရှိအချိန်ဒီမှာဆိုလို့ရှိရင်လည်း perfect ဖြစ်တဲ့ stage တခုကိုပြည့်သက်နေတာဒါတန်းတာတာတော့အပြစ်တော့လည်းမဟုတ်ဘူးဒါပေမဲ့လည်းလက်ရှိအနေအထားရဆိုလို့ရှိရင်အသိန်းက100% perfect ဖြစ်တဲ့အနေအထားတော့လိုက်ရှာတာထက်ဒီဘယ်အနေအထားကအသိန်းနဲ့အလိုက်ညီဆုံးနဲ့အကောင်းဆုံးဖြစ်မလဲဆိုတဲ့အနေ ထားတစ်ခုကိုအကောင်အမြန်ဆုံးရအောင်တည်ဆောက်တည်ဆောက်ပြီးသွားလို့ရှိရင်အဲ့ system အတိုင်းကိုပဲကျွန်တော်တို့ design မှတ်မှတ်နဲ့ဆက်သွားဖို့လိုအပ်မယ်လို့ယုံကြည်နေတယ်ဒါကတော့ဒီပုံစံတိုင်းသာကြားနိုင်မယ်ဆိုလို့ရှိရင်ဒီရာဒီမှာလည်းကျွန်တော်တို့အဲဘလို့ပြောမလဲ Premier League မဟုတ်တော့မှာတစ်ခုခုတော့ဗောနော Super League တစ်ခုခုနဲ့ data data tournament data တစ်ခုလောက်ထိရကျွန်တော်တို့မှန်းနိုင်လောက်တဲ့အနေထားပါဆက်ပြီးတော့ရှိနေနိုင်အောင်မယ်တကယ်လို့သာဒီပုံစံတစ်ခုကိုကျွန်တော်တို့အမြန်ဆုံးနဲ့မရအောင်ထားမလို့ရှိရင်အတောဆုံးပုံစံတစ်ခုကိုမရနိုင်ဘူးဆိုလို့ရှိရင်တော့ဒီရာဒီလား ်ရေစုံမျောသွားမယ့်အနေအထားမှာရှိရလို့ပြောရင်းနဲ့ဒီ Man United နဲ့ Liverpool သင်းတို့ရဲ့အဲပွဲပြီးချိန်မှာဖြစ်လာတဲ့အတွေ့အကြုံကိုဒီမှာပဲကျွန်တော်ရန်သားကြပါတယ်ဒီဗီဒီယိုလေးတို့ဆုံးထိကြည့်ပေးတို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်